မျောလင်းချက်အရန်ထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တတ်တယ်။အလိုမကြတာတွေများလာတတ်တယ်။ကိုကဖြစ်စဉ်ကျင်နာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။တခါတလေကိုရဲ့မျောလင်းချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတစ်ဖက်လူရဲ့လုံနိုင်မှုဆွမ်းအားထက်ပိုပြီးတော့ဖြစ်စေခြင်းတာ။ပိုပြီးတော့မျောလင့်နေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးလည်းရှိတတ်တယ်။ အရင်စစ်တော့ကိုမျော်လင့်ကျန်တဲ့ကိုစန္ဒတွေက ကိုကို စိတ်တိုင်းမကြပိုပြီးဖြစ်နေစေတော့တာပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးသူ့ကိုကိုလိုဖြစ်စေချင်တာတွေကိုကကိုကိုကို အလိုမကျဖြစ်နေစေတော့တာပါပဲ။ဒါကြောင့်သူ့ကိုကိုနဲ့ညီအောင်ညှိဖို့ထက်ကိုကိုကိုညီအောင် အရင်ညှိဖို့ကြိုးစားရမယ်။မျော်လင့်ချက်နဲ့ဖြစ်စေချင်တဲ့စန္ဒကိုလျှော့ချပြီး ကိုယ့်ရဲ့စိတ်တိုင်းမကြမှုအလိုမကြမှုကိုတတိနဲ့ထိမ့်ညိနိုင်အောင်လေ့ကျင့်ရမယ်။ဒါကကိုယ့်ကိုယ်ဆုံးမခြင်းမှာလာတဲ့ဘုန်းကြီးတို့ရဲ့စာစု၄ပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးတဲ့သူ့ကိုကိုယ့်လိုဖြစ်စေချင်တာကိုကကိုယ့်ကိုပင်ပန်းစေတာ။ဟောဒါလေးကလည်းသိပြီးတော့လောကတဘာဝအားဖြင့်တော်တော်မှန်ကန်တဲ့တရားပါပဲ။မျောလင်းချက်အရန်ထားရင် မျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာလူတွေကပင်ပန်းကြလူကျင်မှုနဲ့အလိုမကျမှုလူကျင်မှုတွေများတာနဲ့အများအလိုမကျမှုတွေများမှာလူကျင်နေတာကိုကသူကလောဘရဲ့သဘောအလိုမကျမှုကဒေါသရဲ့သဘောဒီမှာအဲ့ဒီလူကျင်မှုတွေများနေရင်လောဘများတဲ့သဘောပဲဆန္ဒတွေများနေတဲ့သဘောပဲ လိုချင်တဲ့အတိုင်းဖြစ်မလာလို့ဖြစ်ပေါ်လာတဲ့ခံစားချက် emotion စိတ်ခံစားမှုကဒေါသဒီလောဘဒေါသ మో ဟဆိုတာတတ္တဝါတွေကိုခူလောင်စေတဲ့သဘောပဲတခါတခါကျတော့လူတွေမှာကမိဘပဲဖြစ်ဖြစ်သားသမီးပဲဖြစ်ဖြစ်ဆရာသမားပဲဖြစ်ဖြစ်အထက်အရာရှိပဲဖြစ်ဖြစ် အောက်လက်ငယ်သားအထက်အရာရှိဆိုတဲ့အောက်လက်မလို့သမားတွေမိဘတွေဆိုလဲသားသမီးတွေဆရာသမားတွေဆိုလဲတပည့်တွေ ူတို့တွေရဲ့အပေါ်မှာကိုကတအားကြီးညှော်လိုက်တာတအားကြီးဖြစ်စေခြင်းဘုန်းကြီးတို့လည်းကိုတွေ့ပဲကိုကိုတိုင်းလည်းကိုကဖြစ်စေခြင်းနဲ့ဆန္ဒတွေတပည့်တွေအပေါ်မှာများတယ်သူတို့ပေါ်တအားကြီးညှော်လိုက်တခါတခါကျတော့ကိုညှော်လင်းတဲ့အတိုင်းသူတို့ကဖြစ်မလားကိုဖြစ်ခြင်းတဲ့အတိုင်းသူတို့ကဖြစ်မလားဆိုတော့ကိုကစိတ်တိုင်းမကြတဲ့ဖြစ်အလိုမကြတဲ့ဖြစ်ဒေါသတွေဖြစ်ကိုပဲခံစားရတယ်အဲ့တော့တခါတခါကိုစန္ဒဟာ ုစန္ဒာနဲ့ပြောင်းမြန်နေဖြစ်နေတာကိုဖြစ်ရှင်တာတွေကသူဖြစ်စေချင်တာသူဖြစ်နေတာနဲ့ပြောင်းမြန်နေဖြစ်နေတော့နောက်ပိုင်းကျတော့ကိုပဲခံစားရတော့တခါတယောက်ပြောဘူးတာလေးမှတ်မိအရှင်မရရဲ့တိတ်ပြီးတော့လဲသပဲ့တွေအပေါ်မှာတအားကြီးတော့မျောလင့်ချက်တွေမထားပါနဲ့တဲ့တအားကြီးဖြစ်စေချင်တဲ့အတိုင်းပုံစံမသွင်းပါနဲ့တကယ်တမ်းကျတော့တဲ့ အရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်တွေဖြစ်နေတာပဲဗျာရှင်ဘုရားတဲ့တော်ရင်အရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောသူပြောတာလေးကတတော်လေးရင်ထဲမှာထိသွားတယ်တကယ်လဲမှန်တာဘူးရှင်ဘုရားလောက်မတော်လို့အရှင်ဘုရားတပည့်ဖြစ်နေတာပဲဗျာရှင်ဘုရားတဲ့တော်ရင်အရှင်ဘုရားဆရာဖြစ်မှာပေါ့ဟောဟုတ်တာပေါ့ကိုလောက်မတော်လို့ကိုတပည့်ဖြစ်နေတာကိုနဲ့သွားပြီးတော့တန်းညှိပြီးတော့ကိုလိုအတိုင်း ဖြစ်စေခြင်းတော့အဲ့ဒါကိုဘကဒါမျောလင်းချက်ဒါထားသွားသလိုဖြစ်တာအကြောင်းမလို့တချို့ကိစ္စတွေမှာကိုကဖြစ်စေခြင်းနဲ့ဆန္ဒအားကြီးပေမဲ့တစ်ဖက်တူမှာသူ့ရဲ့စွမ်းဆောင်ရည်အားသူဖြစ်နိုင်တဲ့စွမ်းအားလောက်ပဲကိုကမျောလင်းရကိုကဖြစ်စေခြင်းနဲ့ဆန္ဒထားပုံမှန်ကဒီလောက်လေးပဲသူ့ရဲ့အရေးသူ့ရဲ့ပါတယ်ကိုကအဲ့ထက်ပို့ပြီးတော့မျောလင်းနေဆိုရင်မျောလင်းတဲ့သူရအမှားအဲ့တော့အလိုမကျဖြစ်တယ်ဆိုတာတွေကတကယ်တမ်းကြတော့လိုနေလို့ကိုအလိုမကျဖြစ်တယ် လိုနေသမျှအလိုမကျမုတ်ချဖြစ်မိသားမလိုခြင်းမှအလိုမကျဖြစ်ရတတ်တာလိုနေတဲ့သူမှန်သမျှအလိုမကျဖြစ်မှာလောဘရဲ့သဘောညမြတ်စွာဘုရားကစာလေးတစ်ပုဒ်မိန့်တော်မူတယ်တန်တုဋ္ဌိပရမန်ဒနံဒနံဆိုတဲ့ချမ်းသာရှိစဉ်ဥစ္စာချမ်းသာဆိုတာကတန်တုဋ္ဌိကျင့်တတ်အောင်နေတတ်မှာ ပရမအကောင်းဆုံးသောဌာနချမ်းသာဘဝမှာဘုရားကပြောတာမိန့်တော်မူတာကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးရှိတဲ့အနေထားနဲ့ချမ်းသာအောင်နေတတ်မှချမ်းသာသူကလောဘကို လောဘကို limit လုပ်ပေးခိုင်းတယ်ဒီလောဘရဲ့သဘောက limit မလုပ်နိုင်ဘူးရှိတဲ့အနေထားလေးနဲ့မယောင်ရဲနိုင်ဘူးမကျဉ်းနှံ့နိုင်ဘူးဆိုရင်သူကများများရလေများများလိုချင်နေတယ် တခါတခါကျတော့အများကြီးရနေတဲ့သူကြတော့နည်းနည်းလေးဆိုရင်ရတယ်လို့မထင်တော့သူစိတ်ကဘိုးကြီးတို့တခါတခါကိုတွေ့ကိုတွေ့ဩငါလည်းတဖြည်းဖြည်းကိုယ့်ကိုပြန်စင်ရင်ကြည့်တာဘိုးကြီးကကိုယ့်ကိုဆုံးမနေတာဆိုအမြဲတမ်းစင်ရင်ငါလည်းတဖြည်းဖြည်းတဖြည်းဖြည်းလောဘအသေးစားလေးတွေတော့ပယ်လာပြီဒီလိုတွေ့လောဘအသေးစားပယ်လာပြီဆိုတော့ဒီကိုယ်တော်အကျင့်နဲ့တော်တော်ကောင်းညံတာတွေမဖြစ်နေပြီလားဒီလိုမတွေ့ရဘူးလောဘအသေးစားလေးတွေပယ်လာဆိုလောဘအကြီးစားလေးမှတွေ့လာတယ် ိုးတော့ကသတင်သားဘဝဆိုရင်ဝိတုကျင်းကိုရှပါတယ်။သာပါဆိုစွန်စားကွန်စားကြွဝိတု၃000လောက်ရနဝကမ၃000လောက်၅000လောက်ရအတော်ဟုတ်နေပြီ။အားလို့ကိုစားဘိုးတွေရပြီလပေးဘိုးတွေရပြီကျင့်တ်နေပြီအဲ့တော့က၃000 5000အခုတော့ပြင်ပေါ်လို့စင်ပေါ်ရောက်ဓမ္မဂရိကဖြစ်တော့ရဝဲတဝဲတဝဲအနည်းဆုံးမရဘူးဆိုဓမ္မပူဇာ၁၀သိန်း၁၀သိန်းအထက်မှာရှိတယ် တော့ဓမ္မပူဇာတွေအများကြီးရလာတဲ့အခါကျတော့တရားယောဂများစွန်းစားပင်းလို့နဝကမ္မလေးလူလိုက်လို့9000လောက်လူလိုက်1000လောက်လူလိုက်ခွင့်ကြည့်ပြီးကိုရင်လေးမင်းသုံးလိုက်တော့ကွာကျောင်းသားလေးမင်းသုံးလိုက်တော့ကွာဆိုပြီးကလေးတွေကိုပြန်ဆောင်တယ်9000 1000ဆိုရင်ငွေလို့မထင်တော့သိမ့်နဲ့ချီရဟောအဲ့ဒါလောဘအသေးစားကိုပယ်တာပဲအဲ့တော့လူတွေမှာအဲ့ဒါပဲလေးသေးရင်းနည်းနည်းလေးရတဲ့သူကသူ့အတိုင်းတာနဲ့သူက ကျင်တ်အောင် နေတတ်တဲ့လူတွေရှိတယ်။အများကြီးရလာတဲ့သူတွေကြတော့ဆိုကြပါစို့တလတလကို300လောက်ရတဲ့သူတွေမှာ300လောက်အမျက်အစွန်းရတဲ့သူတွေမှာ100သိန်းလောက်အမျက်ရရင်သူတို့ကမကျင်တ်တော့ဘူးမမြတ်တော့ဘူးလို့ထင်သွားတယ်။3သိန်းလောက်ရတဲ့သူကအိုး4သိန်းလောက်ရရင်တော်တော်ဟုတ်သွားပြီတော်တော်မြတ်သွားပြီ။ဆိုကြားကြီးချေရကြီးဆိုအဲ့ဒါပဲ။ရခြင်းမှုလိုခြင်းမှုလောဘဆိုတာက limitation အကန့်လေးမလုတ်ပေးဘူးဆိုရင် များများရတယ်သူကလည်းများများလိုချင်တယ်ဟာမင်းတို့ဒီလောက်များနေပြီဒီလောက်ချမ်းသာနေပြီဖက်ယူအောင်မလားဆိုတော့ယူအောင်ပါပဲဆိုများနေတယ်ဆိုပြီးတော့တော်ပါပြီပြည့်စုံသွားပြီမလိုတော့ပါဘူးဆိုတဲ့သူမရှိဘူးများလည်းထက်ယူတာတော့အဲ့ဒီလိုချင်မှုလောဘဆိုတာအကန့်အသတ်လေးမထားနိုင်ဘူးဆိုရင်လောဘကြီးရင်ယူတတ်တယ်လောဘကလူကိုယူစေလူကိုယူစေဆိုကြပါတော့ နည်းနည်းလေးရှိတဲ့သူကနည်းနည်းလေးဆုံးရှုံးသွားရင်တိမခံစားရဘိတ်တရားပဲချမ်းသာတဲ့လူတစ်ယောက်ကဘိတ်တရားလုံးမိတဲ့ပါသွားပြီဆိုရင်ဟာတရားမသိရင်သူတတ်တခါယူသွားတယ်ကုံမီငါပိုင်ဆိုင်သမျှတယ်တရားနဲ့ဖြေမှပြေတော့တာဟောတရားမရှိလူကတော့အဲ့လောဘကြီးလေလေလူကယူလေလေဘိုးတော်ကဟိုဘုရားလုံးဇတ်တော်တွေမှာရွေးကုန်တဲ့ဇလန်းနေဆိုဒါထင်ရှားတာထင်ရှားတာပဲရွှေကွက်လေးနဲ့ယူသွားတော့နော်အဲ့တော့ လောဘဆိုတဲ့လူကျင်မှုပါလူကျင်တာနဲ့အများအလိုမချမှုတွေကများမှာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချမ်းသာဆိုတာကတဲ့ရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာကိုနေတတ်မှချမ်းသာတန်ဒုတ်တိဆိုတဲ့စကားလုံးလေးကရောင်ရဲခြင်းလို့အရက်ပြန်တာဒါမဲ့တချို့ကရောင်ရဲတာနဲ့အပြင်းထူတာကိုတော်တော်ရောကျော်အိုးရှိတာလေးနဲ့စားမှာပဲဒီနေ့တော့မိုးရွာတယ်အလုံးမလုံးတော့စောင့်ကြုံပြီးအိတ်တယ်အဲ့ဒါရောင်ရဲတာမဟုတ်ဘူးအပြင်းထူတာလို့ ပြင်းထူလာတော့ခေါ့။ရောင်ရဲချင်းကတန်တုတ်ထီရဲ့သဘောကဘလို့သဘောလဲဆိုတော့မလောက်ရမှုလောက်ရတယ်။ကြိုးစားကြိုးစားတယ်အကြောင်းတရားကိုမလျှော့ရဘူး။ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးတရားအပေါ်မှာကျင့်တတ်အောင်နေတတ်တဲ့စိတ်ကိုတန်တုတ်ထီလို့ခေါ့။ cause and effect ဆိုတဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောမှာ ကိုယ့်ဘက်ကအကြောင်းတရားကိုမလျှော့ဘူး။ကိုကြိုးစားနိုင်တော့ကြိုးစားတယ်တခါတခါကြိုးစားတဲ့အတိုင်းဖြစ်မလာတာတွေအများကြီးရှိတယ် ကြိုးစားတဲ့အတိုင်းဖြစ်မလာတဲ့အကျိုးရလတ်အပေါ်မှာဘလို့အကျိုးရလတ်မျိုးပဲလာပါစေအဲ့ဒီအကျိုးရလတ်ကိုရင်ဆိုင်နိုင်တဲ့စွမ်းအားလက်ခံနိုင်တဲ့စွမ်းအားမှန်တုတ်ထည်ကျင့်တ်အောင်နေတယ်အဲ့ဒါချမ်းသာတယ်အဲ့ဒါချမ်းသာတာလူကျင်တိုင်းမဖြစ်လို့ကြိုးစားတဲ့အတိုင်းမဖြစ်လို့တန်တုတ်ထည်မထားနိုင်အဲ့မှာလူကပူလောင်တော့ခံစားရတာငါကြိုးစားရတဲ့အတိုင်းကြိုးစားရတဲ့အတိုင်းမဖြစ်ဘူးပူလောင်တာ တခါတခါမမြဲခြင်းသဘောတွေရှိရပြောကိုလှုပ်တဲ့အတိုင်းမဖြစ်တာတွေလောကမှာအများကြီးရှိတဲ့အတွက်ကြောင့်ငါဘက်ကတော့အစွမ်းကုန်ကြိုးစားပြီးသားပဲဖြစ်မလာကတော့သူကံနဲ့သူပဲအဲ့တော့ဖြစ်မလာတဲ့သဘောလေးမှာရရှိလာတဲ့အကျိုးရလတ်ပေါ့ကျင့်တဲ့အောင်နေတတ်ရင်တော်ချမ်းသာတာဘုန်းကြီးတို့စွန့်ကန်သွားတယ်ဘာမှပြောလင်းချက်မပါဘူးလောင်းတဲ့အပေါ်လေးပေါ်မှာကြီးပြီးတော့ဒါလေးနဲ့ကျင့်တဲ့အောင်နေတတ်အစားအသောက်ပေါ်မှာလည်းအဲ့လိုလောဘ limitation လူကျင်မှုကိုရှော့ချနိုင်တယ်အဲ့တော့တက်တာတော့တက်တာ ။ရမျောလင်းကျက်ဆိုတာအတော်အသင့်တက်မပေါ်တာပဲကောင်းတယ်။မလျော်သင့်အတွက်အပေါ်တောင်းရင်တော့နော်ခံစားတာကိုပဲဖြစ်မှာ။သူ့အတိုင်းတာနဲ့သူပဲမျောလင်းတာကောင်းတယ်။တကယ်တမ်းကျတော့ဘာပဲဖြစ်ဖြစ်မျောလင်းပြီဆိုရင်ဟုတ်ကမျောလင်းမှုရဲ့နောက်ွယ်မှာဆန္ဒတွေဖြစ်ပေါ်လာတဲ့လူချင်းမှုတွေရှိတာ။လူချင်းမှုတွေရှိလာတဲ့အချိန်ကိုဖြစ်စေခြင်းအချိန်ဖြစ်မလာတဲ့အခါမှာခံစားရတာကကိုကိုယ်တိုင်ဖြစ်တာဆိုတော့ ေချာတွေးကြည့်ရင်မြတ်စွာဘုရားကသူများကိုလျှော့ဖို့တဲ့ကိုယ့်ကိုလျှော့ခိုင်းတယ်ပေါ်ခြင်းလျှော့ရတယ်စိတ်ပေါ်ခြင်းလည်းလျှော့ရုပ်ပေါ်ခြင်းလည်းလျှော့ပေါ်ခြင်းလျှော့လျှော့တခါကလူတွေမှာဗာလေးရှိတယ်ဆိုငါကမှန်နေတာပဲငါဘာဖြစ်လို့လျှော့မှာလဲသိရှိတယ်အိမ်မာနာငါကမှန်နေတာပဲငါကဘာဖြစ်လို့ ရှော့ออกมาလဲငါဘာဖြစ်လို့တောင်းမှန်ရမလဲအဲ့လိုတွေးတော့တေချာစဉ်းစားကြည့်ကောင်းပြီငါမှန်လို့ငါမလျှော့ဘူးဆိုရင်တော့ဘယ်သူခံစားရမလဲငါပဲခံစားရမှန်နေရတာနဲ့ခံစားရကောင်းပြီမှန်နေရတာနဲ့ခံစားရတာအမှန်တရားကြောင့်ခံစားရတာမဟုတ်ဘူးမှန်ထားလို့ခံစားရမှန်ရင်မှန်နဲ့မဖြစ်ရှင်းမှန်ရင်ညံနဲ့ဖြစ်ရှင်း မှန်တရားကြောင့်ပူတာမဟုတ်မှန်ထားလို့ပူတာအဲ့တော့ငါမှန်ပေမဲ့လည်းငါလျှော့ရငါလျှော့ရင်ငါတက်တာအဲ့လိုတွေ့ရနောက်ဆုံးတော့ဘုန်းကြီးတို့ကအော်သူများကိုလျှော့ဖို့တယ်ကိုယ့်ကိုလျှော့ရမှာပါလားကိုလျှော့လိုက်တော့ကိုတက်တာသူတို့အပေါ်မှာလိုချင်မှုတွေဖြစ်စေခြင်းမှုတွေများလေလေကိုယ့်ဘက်ကပူလောင်မှုတွေများလေလေဆိုတော့အလိုကျခြင်းတဲ့ပုံကလိုချင်တာတွေလျှော့ ဘာမှမလို့ခြင်းတဲ့ပုဂ္ဂိုလ်ကအလိုမကျဘူးဆိုတာမရှိတော့ဘူးဘာပဲရရခြင်းတဲ့လူကဘာပဲရရသူကခြင်းတဲ့နေတဲ့အတွက်ကြောင့်သူမှအလိုမကျဆိုတာမရှိတော့တချို့ကြတော့ဒါလေးရခြင်းနဲ့ဒါလေးရမလာတော့သူမှအလိုမကျဖြစ်ပြီးတော့ဒေါသတွေဖြစ်တာအဓိကကတော့လူခြင်းတော့လူခြင်းလို့အလိုမကျဖြစ်တယ်လူခြင်းတာကလောဘအလိုမကျတာဒေါသလူတယောက်ကိုတအားကြီးမျောလင်းတဲ့အပိုင်းမှာ အဲ့ဒီလိုချင်မှုကနောက်ကပါမိဘနဲ့သားသမီးသားသမီးအပေါ်ကဖြစ်စေခြင်းနဲ့ဆန္ဒတွေများတယ်ကိုယ့်ရဲ့လိုချင်မှုကသူတို့ကိုဒီလိုဖြစ်စေခြင်းဒါပေမဲ့သားသမီးမှာကလည်းသူ့အကြောင်းနဲ့သူရှိတယ်သူ့ဆွမ်းအားနဲ့သူရှိတယ်သူ့ကံနဲ့သူရှိတယ်သူ့ပါရမီတက်ခံနဲ့သူရှိတယ်အဲ့ဒါကိုကိုကကံကိုသွားပြီးတော့ create လုပ်လိုက်တာဖန်တီးပလိုက်တာကိုစာနာအတိုင်းကိုစာနာအလျောက်ကိုလိုချင်မှုလို့အလျောက်ဖန်တီးလိုက်တဲ့အခါကျတော့အချို့က မလိုက်နိုင်တော့မလိုက်နိုင်တော့အမမိဘနဲ့သာသမီကြမှာလဲပဲနားလဲမှုတွေလွဲအစီမပြေမှုတွေဖြစ်ဆရာနဲ့တပည့်လည်းထို့အတူပဲဆရာကတပည့်ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေမျောလင်းချက်တဲ့မျောလင်းတဲ့ဆန္ဒတွေတအားများတပည့်ကဆရာဖြစ်စေခြင်းတဲ့အတိုင်းမလိုက်နိုင်မလုံနိုင်အမဆရာနဲ့တပည့်ကြမှာနားလဲမှုတွေလွဲတတိလျှော့ရယ်ဆိုအဲ့ဒါတတိလျှော့ကြည့်ရမယ်ကိုကတတိလျှော့ပြလိုက်ဆရာဆိုပေမဲ့ကိုကလည်းပဲလျှော့တယ် မိဘဆိုပေမဲ့ကိုကလည်းပဲ short ရတယ်။တချို့ပုံစံတွေတအားသွင်းတာမှားတဲ့အခါကျတော့မိဘနဲ့အသားသမီးကြမုံတရားတွေများသွားတယ်။တချို့ကလေးတွေမှာမိဘတွေရဲ့ပြန်ဆိုင်မှုနောက်မှာကလေးတွေရတယ်မလုံတာမလုံတာတဲ့ကလေးတွေအများကြီးရှိတယ်။များများရှိတဲ့သူကများများပြိုင်တယ်ကလေးချင်းပြိုင်တယ်။ဒီကတော့ကလေးတွေပြိုင်တာနဲ့မိဘတွေပြိုင်တယ်။မိဘတွေရဲ့စန္ဒာကကလေးတွေကိုဟန်မကြအောင်ဖြစ်စေတယ်။ ตาကြီးမျောလင်းမိတဲ့စိတ်ခါမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါကျတော့ကိုယ့်ကိုယ်ကိုပူလောင်တယ်ကိုယ့်ပတ်ဝန်းကျင်ကိုပူလောင်တယ်ဆိုတော့လောဘရဲ့ငြိတားကလည်းအဲ့ဒါပဲလူချင်းမှုတွေများလေလေအလိုမကျမှုတွေများလေဒါကြောင့်မြတ်စွာဘုရားကအနတ္တလက္ခဏာတုံးမှာအဲ့ဒါကိုပြောတာလူတွေကအတ္တကိုသွားပြီးတော့အမှန်ထင်သွားတာအတ္တကိုအပိုင်တွက်လိုက်တာငါ့ကိုအပိုင်တွက်တယ် ငါကိုအပိုင်အတွက်တော့ငါလုပ်တဲ့အတိုင်းဖြစ်မှာပဲငါပြည့်စုံတဲ့အတိုင်းဖြစ်မှာပဲဆိုပြီးတော့မရှိတဲ့ငါကိုအရှိတင်ရှိတင်တော့အဲ့ဒီငါကိုရှည်တန်းတင်ပြီးတော့ငါအတိုင်းပုံပေါ်တဲ့အခါကျတော့ဟိုကငါမမဟုတ်တာငါမဟုတ်တာကြီးဖြစ်နေအတ္တမဟုတ်ဘူးအနတ္တကြီးဖြစ်နေအဲ့ဒီအနတ္တအတိုင်းဖြစ်သွားတဲ့အခါကျတော့ ိုကငါကိုရှေ့တန်းတင်ထားတဲ့သူတွေနဲ့ဥမာငါမဟုတ်တာကိုစန့်ကျင်ဘက်တွေနဲ့တွားပြီးထိတွေ့တဲ့အခါကျတော့ငါသမားတွေကကူလောင်ရငါမငါမဟုတ်တာဆိုတဲ့အတွေးကကိုငါကို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 ရှော့ချနိုင်သူမငါမဟုတ်တာဆိုတဲ့အတွေးရလည်းပဲသူ့အပေါ်မှာမျောလင်းတာတွေရှော့ချတော့ကိုကိုကိုပြန်ပြီးတော့စင်ကျင်တတ်တဲ့စိတ်ဓာတ်လေးရှိလို့ရှင်။အော်ငါဖြစ်ချင်တဲ့အတိုင်းဖြစ်စေချင်တဲ့အတိုင်း သူကဖြစ်မှာမဟုတ်ငါကိုယ်တိုင်လည်းငါသဘောတိုင်ဖြစ်မှာမဖြစ်တာဘုန်းကြီးမြတ်စွာဘုရားကအဲ့ဒီအနတ္တလက္ခဏာအတုဆိုတာသိကောင်းတာအနတ္တလက္ခဏာတော့မှာအနှစ်တည်းပဲအဲ့ဒီအနတ္တလက္ခဏာတော့ကဘုရားကဓမ္မစကြာတရားဟောပြီးတော့လေတရားဟုဓမ္မစကြာတရားဟောပြီးတော့ဒုတိယဆက်ဟောတဲ့တော့ကအနတ္တလက္ခဏာတော့အနတ္တလက္ခဏာတော့ခေါ်လိုက်မှပိစားဝကေ၅ဦးကယဟန္တာဖြစ်ဘုန်းကြီးတို့အမြဲတမ်းပူဇော်တဲ့အဲမှာအဲ့ဒီ ဓမ္မစကြာရဲ့အနတ္တလက္ခဏာတုတ်ရဲ့မဟာတတိပ္ပဏ္ဏတုတ်ရဲ့ပဋ္ဌာန်းရဲ့ပေကြီး၁၇တုံးဒါနေ့စဉ်နေ့တိုင်းအမြဲတမ်းဝိမပြက်အောင်ပူဇော်တယ်ဓမ္မစကြာကဘုရား origin နဲ့ဘုရားပထမဦးဆုံးဟောတဲ့တရားပြီးဓမ္မစကြာဟောပြီးတာနဲ့အနတ္တလက္ခဏာတုတ်ဆက်ဟောဘာဇောလာပြီကျော်၅ရက်နေမှာအနတ္တလက္ခဏာတုတ်ဟောဘာဇောလာပြီနေ့ကနေဓမ္မစကြာတရားဟောလိုက်တာပြန်စားဝက်ကင်ငါးခုကဒီနေ့တပါးတပါးတပါးသောတာပန်နေဖြစ်ကုန်ဉာဏ်နာမဖြစ်သေးဘူး။ငါရဲ့မြောက်နေမှာ ဒါပေမဲ့ဘာလို့လိုက်ပြကြောင်9ရက်နေ့ကြာမှာအာလုံးစိုးပြီးတဲ့ခါဘုရားကအနတ္တလက္ခဏာသို့ဟောတာရူပံဘေခဝေအနတ္တရူပင်စဟိတံဘေခဝေအတနာအဘိဒ္ဒဓာဟိတံရူပံဆိုပြီးတော့အနတ္တလက္ခဏာသို့ဘုရားကစိတ္တယံတို့ရုပ်တရားအတ္တမဟုတ်အနတ္တလေဟောဒီရုပ်တရားကြီးကလည်းအကယ်၍မြတ်အတ္တဆိုရင်ငါဖြစ်စေခြင်းတဲ့အတိုင်းဖြစ်ရမှာရုပ်တရားလည်းမဖြစ်ဘူး မနာနဲ့ပြောရင်နာတာမအိုနဲ့ပြောရင်အိုတာတစ်ခါတခါငါးချက်တော့လို့တာပြောတာဘုန်းကြီးတို့တော်ကောင်းများတရားကိုဟိုဣရိယာပုတ်မပြောင်းပဲတဏှာကြီးလောက်နာယဝက်လောက်ဖြစ်နာပြီးနာကြည့်လိုက်ဣရိယာပုတ်မပြောင်းတော့ခြေတော့ကကျင်းလာကျင်းလာတော့တရားဝက်လည်းပြီးနိုင်ဝက်တရားလည်းပြီးချက်ချင်းထားတော့ပြစ်လေတာကျင်းနေတဲ့ခြေတော့ကြီးထားလို့မင်းဟောငါးချက်တော့တာပြောတာတော့နိုင်ဝက်ပဲရှိသေးငါအနောက်ကိုမလိုက်တော့သူ့ဘာသူသွားတော့ တော့ရုပ်တရားကကိုကကိုယုတ်လို့တာထင်တာကိုယုတ်မဟုတ်ဘူးကိုယုတ်မဟုတ်ဘူးသူ့သဘောတိုင်းသွားတာအဲ့ဒါအနတ္တလားနအတ္တငါမဟုတ်ဘူးအဲ့ဒါရုပ်ခန္ဓာရုပ်တရားဝေဒနာဘိကွေဝေဒနင်္စာဟိတံဘိကွေအတ္တနာဘွေတာဒုတိယဆက်ဟောတာဝေဒနာ feeling ပဲရုပ်တရားကတတ္တဒါရုပ်ခန္ဓာနဲ့သွားတယ်နောက်တစ်ချက်ကဝေဒနာ feeling ဆိုခံစားချက်ခံစားချက်ဆိုတာလူတွေကငါခံစားတယ်လို့ထင်တာ မအဲ့ဒီခံစားချက်အဆူပါလဲပဲငါခံစားတာမဟုတ်ငါမဟုတ်ဆိုအဲ့ဒါလဲပဲဖေကအနတ္တပဲအတ္တမဟုတ်တင်ညာတင်ညာကမှတ်သားတာမှတ်သားခြင်းအဆူပဲဒီစိတ်စိတ်ထဲမှာသွားပါအဲ့ဒါလဲငါမှတ်တယ်လို့ထင်တယ်လို့ပြရမှတ်ငါမှတ်တာပင်ခါရပင်ခါရကပြုတ်ပင်စီးရင်တာအဲ့ဒီသင်္ခါရတချို့ကငါငါလောက်တာငါငါဖန်တီးတာငါ create လုပ်တာလို့ထင်တယ် မှငါဆိုတာမရှိတဲ့အတွက်ငါ create လုပ်တာလည်းငါဖန်တာလည်းမဟုတ်ဝိညာဏဆိုတာတိမှတ်တာဉာဏ်နဲ့ဆိုတော့အဲ့ဒီခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ၅ခုအစုလို့ဆွဲလန်းတက်တယ်အဲ့အခုအစု၅စုပါအဲကြောင့်ဥပါဒာနဲ့ခန္ဓာလို့စပေးကဖွင့်ဥပါဒာဆွဲလန်းတက်သောခန္ဓာကအစုဆိုတော့အဲ့ဒီ၅ခုကိုပြန်ပြီးအနှစ်ချုပ်လိုက်တော့ရူပခန္ဓာကရုပ်အစုရုပ်တရား ကြံတဲ့နံခန္ခန္ဓာ၄စုကနံခန္ဓာလို့ခေါ်နံခန္ဓာဆိုစိတ်ကိုယုံတဲ့နံပဲအချုပ်စည်းလိုက်တော့ဒီခန္ဓာဘုရားဘာသာတွေမှာလေတခြားတခြားအယူဝါဒနဲ့မတူတာတခြားခြားဘာသာတွေနဲ့မတူတာဘုရားဘာသာမှာ there's no creator no savior တခြားအယူဝါဒတွေတခြားဘာသာတွေမှာတော့ဟန်စင်းရှင်ဆိုတာရှိတယ်ကက်တင်ရှင်ဆိုတာရှိတယ်သာဝရဘုရားသခင်ဆိုတာရှိတယ်ဘုရားဘာသာမှာ we have no creator နှိုးဆေးပြရဘုရားဘာသာမှာအန်လင်းရှင်မရှိဘူးကဲတင်စင်ဆိုတာလည်းမရှိဘူးဒါဆိုရင်ဖះကဘာတော့ဖះကိုယ်တိုင်က I'm not creator I'm not savior but guider ငါကအန်လင်းရှင်လည်းမဟုတ်ကဲတင်ရှင်လည်းမဟုတ်ငါကလမ်းပြတတ်တဲ့လမ်းညွန်တို့ဘုရားကလမ်းညွန်ဒါကကောင်းတာဒါကမကောင်းတာဒီဟာလေးလုပ်ရင်ဒါကောင်းတဲ့အကျိုးတွေရမယ်ဒါတွေလုပ်ရင်မကောင်းတဲ့အကျိုးတွေခံစားရမယ် ိုဘာသာကိုသိပြီးတော့ကိုဘာသာကို trust လုပ်ပြီးကိုဘာသာကိုရှောက်ဒီလိုပဲလမ်းပြတယ်ဘုရားကရှားကြယူဝါဒတွေကိုကိုအပြစ်တွေကိုဈာကခံပြီးတော့ကိုစားအနေနဲ့ဘုရားကတာဝန်ယူပေးမှာတော့မဟုတ်ဘူးကိုဟာကိုဖန်တီးကိုအောင်ခံရမှာဒါကြောင့်ဘုရားဘာသာမှာဖန်ဆင်းရှင်မဟုတ်ဘူးဖန်ဆင်းရှင်မရှိဘူးအကယ်၍ဘုရားဘာသာမှာ creator ရှိတယ်ဖန်ဆင်းရှင်ရှိတယ်လို့ပြောရင် your action is your creator ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုကံဟာကိုဘဝရဲ့ဖန်ဆင်းရှင်ဟောကိုယ့်ရဲ့အလုပ်တရားကိုဘဝကိုပုံဖော်ပေးတာကြောင့်လူတယောက်မှာအလုပ်ကောင်းရင်ကံကောင်းမှာအလုပ်ဆိုးရင်ကံဆိုးမှာမှန်ကြည့်တယ်လို့မှန်ကြည့်တယ်လို့တခါတခါကံရဲ့သဘောကိုဘလို့ကြည့်ကျင်လဲဘလို့သိကျင်လဲဆိုအတိတ်ကကိုပါလုပ်ခဲ့တယ်ဆိုတာသိကျင်ရင်တဲ့ အခုလက်ရှိပစ္စုပ္ပန်အခြေအနေကိုကြည့်လိုက်ပါအနာဂတ်မှာကိုဖာဖြစ်ရှင်နေဆိုတာသိကြည့်အခုလက်ရှိလုပ်နေတဲ့အလုပ်တွေနဲ့ပုံဖော်ပါဟောပစ္စုပ္ပန်တည့်တယ်အဓိကလူတွေမှာမတူညီမှုတွေနဲ့ဒီဘဝမှာဖြစ်ပြအဲ့ဒါတွေကြည့်လိုက်အတိတ်ကကိုဖာလောက်ခဲ့ဆိုသိရတချို့ဆင်းရဲတယ်ချို့တွေရုပ်ဆိုးတယ်အဲ့ဒါခိုးလောက်ခဲ့ရကိုဖန်ပြီးခဲ့တာကိုတိဆောက်ခဲ့တာအဲ့ဒါပစ္စုပ္ပန်မှာလာပေါ်တာပစ္စုပ္ပန်ကအကျိုးတရား အတိတ်ကအကြောင်းတရားအနာဂတ်မှာဘယ်လိုပုံစံဖြစ်ခြင်းလဲအာချမ်းသာခြင်းနဲ့ရုပ်ဆာခြင်းနဲ့အာဘဝတင့်တယ်ခြင်းနဲ့ကောင်းပြီအနာဂတ်ကိုအခုပုံဖော်ပါအခုလုပ်နေတဲ့ကိုယ့်ရဲ့ action ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအနာဂတ်အတွက်ပုံပေါ်မှာပဲဆိုဘုရားဘာသာရဲ့ဖန်ဆင်းရှင်ဆိုတာကိုပါပဲဘုရားဘာသာရဲ့ creator ဆိုတာကိုယ့်ရဲ့ action ပါပဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေပါပဲဆိုတော့လှုပ်ဆောင်ချက်ကောင်းရင်ဂျိုးကောင်းမယ်ဂျိုးကောင်းရင်အကြောင်းကောင်းမယ် ဒါသဘာဝပဲဒါကြောင့်မလို့လူမာကိုနဲ့မတူတဲ့သူတွေပါတန်းညိတဲ့အခါမှာတအားကြီးမျောလင်းလို့မရသူကံနဲ့သူလာတာသူဖန်တီးမှုနဲ့သူလာတဲ့အခါဖြစ်တဲ့အတွက်ကြောင့်သာသမီနဲ့မိဘပင်ဖြစ်လင်ကစားဆရာနဲ့တပည့်ပင်ဖြစ်လင်ကစားသာသမီကိုကိုယ်ပုံစံအတိုင်းတအားကြီးမျောလင်းလို့မရတယ်လို့တပည့်ကိုကိုယ်ပုံစံအတိုင်းတအားကြီးတော့ပုံသွင်းလို့မရဘူးသူအနေထားကိုကြည့်ပြီးတော့ကိုယ့်ရဲ့ပုံပေါ်မှုကိုရှော့ချဖို့တော့လိုတာပေါ့ရှော့ချဖို့တော့လိုတယ် တိတ်ပြီးတော့မျောလင်းနဲ့မျောလင်းရင်မျောလင်းတဲ့အတိုင်းဖြစ်မလာရင်ခံစားရတာကိုပဲဖြစ်တဲ့အတွက်ကြောင့်မျောလင်းခြင်းအာကြီးရင်လောဘအာကြီးတဲ့သဘောမျောလင်းတတ်တဲ့အတိုင်းဖြစ်မလာအနတ္တသဘောကိုအနတ္တသဘောဖြစ်တဲ့အတွက်မျောလင်းတဲ့တိုင်းတော့ဖြစ်မှာမဟုတ်မျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမပြည့်တာတွေရှိအလိုမကျတာအလိုမကျတာတော့တာတော့လိုနေသမျှအလိုမကျဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်တိုင်းကြခြင်းတော့စိတ်ရိုင်းချရမှာ စိတ်တိုင်းကြရင်ချင်းစိတ်ရိုင်းနေချာစိတ်တရားရိုင်းတာအဲ့ရိုင်းတဲ့စိတ်ကလေးတွေကိုချလိုက်ရင်အိုးစိတ်တိုင်းကတော့ကျသွားတယ်ညောအလိုကျခြင်းလည်းပဲအလိုမကျမှမလိုခြင်းမှအလိုမကျဖြစ်လိုခြင်းမှုကိုရှော့ချနိုင်တာနဲ့အများအလိုကျတာတွေကများလာမှာလိုခြင်းမှုအားကြီးတာနဲ့အများအလိုမကျမှုတွေက များနေမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မျောလင့်ချက်တည် အဖက်သားရဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းအားအပေါ်မှာကြည့်ပြီးတော့မျှော်လင့်ပေးရတယ်။အဲကိုယ့်ရဲ့ဆန္ဒတည်ကိုယ့်ရဲ့ခံစားချက်စိတ်ရဲ့ပုံဖော်မှုပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဆန္ဒကိုကိုကပုံဖော်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအနတ္တရဲ့သဘောကိုဆင်ခြင်ငါတော်မှငါမှမဟုတ်တာအဲ့ဒီအတိလေးရှိထားရင်ငါမှငါမဟုတ်တာဆိုတဲ့အတိလေးရှိထားရင်သူများကငါအတိုင်းဘယ်တော့မှမဖြစ်ဘူးဆိုတဲ့သဘောကိုဆင်ခြင်သွားနိုင်ရင် လိုချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာအလိုမကျမှုတွေကိုလျှော့ချနိုင်တယ်။မျောလင်းချက်တွေတအားထားတဲ့အခါမှာမျောလင်းတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာခုနကဘုရားရဲ့တရားတော်နဲ့ဩဘာမှမမြဲဘူးဆိုတဲ့အသည့်ငါမဟုတ်ဘူးဆိုတဲ့အသည့်ရှိနေရင်မျောလင်းချက်ကိုတစ်ထစ်လျှော့ချရင်ကိုရော့တာ။သူများကိုမလျှော့နဲ့ကိုဘာသာကိုအရင်လျှော့။သူများကိုကိုနဲ့ညီအောင်မညှိနဲ့ကိုကိုကိုအရင်ညီအောင်ညှိ။ကိုကိုအရင်ညီအောင်ညှိဖို့ဆိုရင်ကိုကိုအရင်တိအောင်လုပ်ရ။ ိုကိုအရင်သိကိုကတော့အရင်ညှိလိုက်ကိုနဲ့ကိုစိတ်နဲ့ကိုကိုညှိသွားပြီဆိုရင်သူတို့ဘာကလာညှိเสียမလို့တော့ကိုဘသားကိုအပြင်းပြင်းညှိသွားတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့ခံစားချက်မှုလည်းလျော့သွားမယ်ကိုရဲ့မျောလင်းချက်ကလည်းပဲအလိုမချမှုကိုပို့ပြီးတော့မဖြစ်စေတော့ဘဲနဲ့ဘဝမှာလေနေရထိုင်ရတော့တတ်တာပဲဆိုတော့မျောလင်းချက်အာကြီးတဲ့ပုံကအလိုမကြတာတွေများတတ်တဲ့အတွက်ကြောင့်အလိုကြတာတွေရှိချင်အလိုကြချင်လိုချင်တာတွေကိုလျှော့ရမယ် စိတ်တိုင်းကြကြည်စိတ်ရိုင်းတွေကိုလျှော့ရမှာဖြစ်တဲ့အတွက်ကြောင့်သူများကိုမလျှော့နဲ့ကိုဘာသာကိုလျှော့သူများကိုမညှိနဲ့ကိုဘာသာကိုညှိသူများကိုမကြည့်နဲ့ကိုဘာသာကိုညှိပြီးတော့ကိုကိုကို ဆုံးမနှလုံးလှတဲ့လူသားများအတုံးကြတဲ့လူသားများဖြစ်ကြပါစေကုန်တော့တည်